အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့အောက်တိုဘာ20နဲ့9ရက်ကမ္ဘာအနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဓိကတောင်ကိုရီးယားကကမ္ဘာအကြီးဆုံးဒုံးကျယ်တွေကိုတိစောက်ထားတဲ့အကြောင်းတွေကိုတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဘာကြောင့်အခုလိုမျိုးတောင်ကိုရီးယားကကမ္ဘာအကြီးဆုံးဒုံးကျယ်တွေထုတ်လုပ်တာလဲအဓိကကတော့တရုတ်နဲ့မြောက်ကိုရီးယားရဲ့ချင်းချောက်မှုကို တားစီပြီးမှဟန်ချက်ငင်ကြီးပြန်လည်တိုက်ခိုက်နိုင်ရန်အစွမ်းရှိဖို့ရတဲ့အခုလိုမျိုးထုတ်လုပ်ထားတာဖြစ်တယ်ဆိုမှပြောထားပါတယ်သူတို့ရဲ့ဒုံးကျည်ကတော့တော်တော်လေးရမ်းမိုက်တယ်ပေါ့နော်ဒါတွင်ကိုကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ပင်နေတဲ့ပရိသတ်အားလုံးပေါ်မှာအရန်ကျေးဇူးတင်တယ်အခုဆိုတော့ကျွန်တော်ရဲ့ YouTube က 150k ပြီပေါ့တော်တော်လေးကိုဝမ်းသာပါတယ်မနစ်တနေ့ မှာလူ3000 4000လောက်ကကျွန်တော်ကို subscribe လုပ်ကြတယ်ပေါ့နော် so i'm really appreciate for that so grateful to you guys ဆက်လက်ပြီးတော့တဘောကြရဆိုတော့ကျွန်တော်ရဲ့ YouTube လေးကိုလည်း subscribe လုပ်ပေးကြဖို့တိုက်တွန်းချင်ပါတယ်ဒါဆိုတော့ကျွန်တော်တို့ဒီ video လေးတွေမပြခင်မှာပေါ့နော် video လေးတွေကိုမပြခင်မှာအကျိုးအကြောင်းလေးတွေကိုရှင်းပြပါရစေအခုကတောင်ကိုရီးယားကကပအကြီးဆုံးဒုံးကျည်တွေထုတ်လုပ်လာတယ် ဘာဖြစ်လို့လဲဆိုတော့တောင်ကိုရီးယားကတော့နျူကလ িয়ার လက်နက်ထုတ်လို့ပိုင်ခွင့်မရှိဘူးသူတို့ကနျူကလ িয়ার မထုတ်လို့ဘူးဆိုပြီးမှတဘိုးတူလက်မရေးထူထားတဲ့နိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့်မြောက်ကိုရီးယားလိုမျိုးနျူကလ িয়ার တော့မလုပ်နိုင်ဘူးပေါ့ဆိုတော့ဒါပေမဲ့မြောက်ကိုရီးယားကတောင်ကိုရီးယားကိုအမေရိကန်နျူကလ িয়ার လက်နက်ပဲချင်းချောင်းနေတယ်ဆိုတော့လေအခုတောင်ကိုရီးယားကအဲ့ဒီနျူကလ িয়ার စွမ်းရည်ကိုဟန်ချင်ရင်ပြန်လေတိုက်ခိုက်နိုင်ဖို့ရန်ဆိုပြီးမှ တောင်ကူရက်ကကပအကြီးဆုံးဒုံးကျည်တွေအတိထုတ်လောက်လာတယ်ပေါ့ဆိုတော့အဓိကအဖြစ်တော့တောင်ကူရက်ရဲ့ချင်းချောက်မှုကိုဟန်ချက်ငင်ငင်နဲ့ပြန်တိုက်ခိုက်ဖို့ရန်ဒိုချာနေသူတို့ကအင်အားနေမယ်မြောက်ကူရက်ကရော့ကက်ကြီးနဲ့နျူကလ িয়ার ကြီးနဲ့ဆိုတော့တောင်ကူရက်ကဟန်ချက်မငင်ဘဲနဲ့အားနေတော့မှာသူတို့မကြိုက်ဘူးပေါ့နော်ဆိုတော့အခုမှတောင်ကူရက်ရဲ့လုံခြုံရေးက US ကပဲအကူအညီပေးခဲ့တာ US ကပဲ protection ပေးတာကောက်ခွေးပေးခဲ့တာဆိုအခုတောင်ကိုရီးယားကလည်းတကီလို့များနော်မြောက်ကိုရီးယားနဲ့ရန်ဖြစ်နေမယ်ဆိုရင် US အကူအညီမပါဘဲနဲ့ US အကောက်ခွေးမပါဘဲနဲ့ကျွန်တော်တို့ကလည်း handshake ငင်ငင်မြောက်ကိုရီးယားကိုပြန်ချတင်တယ်ပြန်တိုက်ခိုက်တင်တယ်ပြန်တိုက်ခိုက်နိုင်တဲ့စွမ်းရည်ရှိတင်တယ်ဆိုမှတောင်ကိုရီးယားရဲ့သမရကြီးကတော့အခုလိုမျိုးရည်ရွယ်ပြီးမှပဲကမ္ဘာအကြီးဆုံးဒုံးကျယ်တွင်ကို non nuclear nuclear လည်းမဟုတ်တဲ့ကမ္ဘာအကြီးဆုံးဒုံးကျယ်တွင်ကို ထုတ်လို့တာလေအဲ့ဒါက human fight လို့ခေါ်နေတယ်ပေါ့နော်အဲ့ဒီဒုံးကျေကဘလောက်ထိတောင် power ရှိတယ်ဆိုတော့မီတာတရာအနက်မေအော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 က်ဂုံးချင်တွေကိုမေမေအောက်ကဒုံးကဒုံးချင်တွေမေအောက်ကိုပစ်ထည့်ပလိုက်ပြီးမှပစ်ချနိုင်တဲ့အစွမ်းရှိတယ်တဲ့ဆိုတော့သူတို့အဓိကတောင်ကိုရီးယားကဘာကြောင့်လှုပ်တာလဲဆိုတော့မြောက်ကိုရီးယားရဲ့စစ်ကောင်းဆောင်တွေကိုခိုအောင်နေတဲ့နေရာကတော့ကြီးနေတဲ့နေရာတွေကိုထိထိမိမိ ပစ်နိုင်စွမ်းရှိတဲ့လက်နက်ကိုသူတို့လုပ်နေတယ်။ဒါတော့မကဘူး။မြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်တွေကိုတင်းစီးထားတဲ့နေရာတွေကိုထိထိမိမိပစ်ချနိုင်အောင်သူတို့ရဲ့လက်နက်တွေကလည်းမင်းအောက်မှာသူတို့ကြီးနေတဲ့အောက်မှာပစ်ချထားတယ်ဆိုတော့အဲ့ဒါတွေကိုပစ်နိုင်စွမ်းရှိတဲ့ဒုံးကျည်တွေဖြစ်တယ်ပေါ့။ကြည့်ဒါဆိုတော့အခုကျွန်တော်ပြောတာကအချမ်းအားဖြစ်ပြောပြတာပါ။ဒါကျွန်တော်တို့ဗီဒီယိုကိုကြည့်ပြီးမှပဲအားလုံးနားလေအောင်ကျွန်တော်ရှင်းပြချက်အောင်နော်။ဒါအားလုံးပူရှင်းတော့အောင်ပေါ့နော်။ ကဲဒါဆိုတော့ South Korea is the Hold on, hold on, hold on, guys. Building a new weapon. It's called Yamu 5. But that got Yamu 5 look for it. A new weapon. Leonard at Yamu 5 look for it. Yamu 5 don't you look for it? have a different name for it. They call it the monster missile. သူတို့ကတော့တကယ် monster missile လို့ခေါ်တယ်ဗောနော်လုံးဝတရေတွေကို6 monster ဗောနော် is the biggest ballistic missile South Korea has ever made. And, and, it signals a major change in the country's defense strategy. So, do you Osaka, Ajan Gumai, Ajan Le Mian Ajan Le Mian Ajan Weji Gupi De, Totoli Power, she don't you it? For decades, South Korea depended on the United States for protection. But rising tensions with North Korea have changed that. So, နော်နှစ်ပေါင်းများစွာ US ရဲ့ကာကွယ်တာအကာကွယ်ပေးတာကိုပဲဒီတောင်ကိုရီးယားကတော့မိခူတာများတယ်ဒါပေမဲ့အခုမြောက်ကိုရီးယားရဲ့ချိန်ချောက်မှုတွေကလည်းတဖြည်းဖြည်းနဲ့ကြီးလာတဲ့ခါကျတော့သူတို့ရဲ့ဒီမာမှုတွေကြောင့်အခုလိုမျိုးပေါ့နော်ဒီအာမြောက်ကိုရီးယားတောင်ကိုရီးယားကလည်းဒုံးကျည်တွေကိုထုတ်လို့တာဖြစ်တယ်ပေါ့နော် so now wants to rely more on its own strength so what is the yamlu 5 ဆိုတော့ yamu file ဆိုတော့ဘာလဲဆိုတော့ချစ်ချစ်ရအောင်ဆိုတော့ခုနောက်ပိုင်း soul courier ကလည်းသူ့အာသူ့ရဲ့ power ကိုပဲမိခုအကူချင်းလာတယ်တကယ်လို့များ US ကနော်သူတို့ကြိုက်တော့မကူညီခဲ့တော့ဘောနော်ဆိုတော့သူ့ရဲ့အင်အားနဲ့သူ့ power နဲ့ပဲအကူချင်းလာတယ်ဘောနော်ဆိုတော့ yamu file ဆိုတော့ဘယ်လောက်ထိ power ပြည့်တယ်ချစ်ချစ်ရအောင် surface the surface missile it weighs around 36 tons that's roughly the weight of a heavy truck so ဘလောက်ထိအလေးချိန်ကတာရစစ်တန်နော်36ဆန်လေးချိန်ဖြစ်တယ် truck ကားကြီးနော် truck motor ကားကြီးအလေးချိန်လောက်ဖြစ်တယ်ပေါ့နော် it's a heavy truck it can carry a warhead weighing up to 8 tons so warhead ဘာလဲ warhead ဒီ nuclear ဒီ warhead ဒုံးကျည်ဒီ warhead တွေကို8 ton တေးဆောင်နိုင်တယ်တဲ့နော်ဒီ warhead တွေကို that makes it one of the most powerful non nuclear missiles in the entire world ဆိုတော့ကဘာမားတဲ့တကဘာလုံးမှာပေါ့နော် nuclear လက်နက်မဟုတ်တဲ့ကြောက်စရာအကောင်းဆုံးအင်အားအကောင်းဆုံးလုံးကျတစ်ခုဖြစ်လာတယ်တဲ့ဆိုတော့တောင်ကိုရီးယားရဲ့ technology ကတော့ဘယ်လောက်ထိမှိုက်လဲဆိုတာကတော့ပရိသတ်တော်တော်များများကတော့အရင်နိမိသားဖြစ်နေတယ်စဉ်ပြဆံလို့ဘူးပေါ့နော် Yanmu 5. So, to look at monster missile, look at South Korea monster missile, look at Bunker Buster. that means uh, under a bong che plai de suno di me ao po ma ka dou chin tha de banga ri ko ti ti mi mi pit nai de de ground targets targets like tunnels or bunkers where north korea's leaders might hide during a war so ta ke lo mya sip pwe phit khe me so yin no gim chang un no chan de se kaung song lo pong ang ne me ne ya lo kha man de ne ya ri ko ti ti mi mi pi pi cha la o tu lo ka lo de bo power chi ang lo da bo <laughs> It's around 16 metros long. It can be launched from a mobile thing. 16 meter bin. long, Pinera. It's, It's harder to track and easier to move. So, to go track for Canada, Luku Sotuga Tantanevo. Its range varies. With a heavy warhead, it can travel around 600. So, the heavy warhead, but the don't you put it de Kilometer, chow, ya, kutuana, ne, oh? Kilometers. with the lights of one if you go so ပူပြီးပူပြီးပော့ပါတဲ့ဒုံးကျေကတော့ကီလိုမီတာခုစေရ1000ကိုသွားနိုင်တယ်5000 kilometers that puts all of north korea and parts of china and russia တော့ဒီဒုံးကျေက north korea ရဲ့တနိုင်ငံလုံးကိုကြည့်ရအောင်ပြစ်နိုင်တယ်လို့တရုတ်နိုင်ငံရဲ့တစ်စိတ်တစ်ပိုင်းကိုလည်းပြစ်နိုင်တယ်ရုရှားကိုလည်းပြစ်နိုင်တယ် မိုက်တယ်နော်သူတို့ရဲ့လက်နက်တွေကဒါကနျူကလ িয়ার မဟုတ်တဲ့ကပအကြီးဆုံးဒုံးကျဲလက်နက်အပြင်းထန်ဆုံးဖြစ်လာတယ်နော်တောင်ကိုရီးယားရဲ့လက်နက်တွေက within range အကြည့်ပေါင်း North Korea ကိုအကုန်လုံးပစ်နိုင်တယ် part of China ပစ်နိုင်တယ် and Russia Russia အထိကိုတာပစ်လို့ရတယ်ပေါ့ The idea for this missile came years ago in 2010 North Korea attacked the South twice So ဒီလိုမျိုး idea ထွက်လာတဲ့အဓိကအကြောင်းရင်းက လွန်ခဲ့တဲ့ဆယ်နှစ်အဖြစ်အပျက်တွေကြောင့်အခုလိုမျိုး North Korea ကဒုံးကျည်အစ်တတီကိုတိဆောက်ရတဲ့အကြောင်းရင်းဖြစ်ပါတယ်။ In 2010မှာတောင်မြောက်ကိုရီးယားကတောင်ကိုရီးယားကိုတိုက်ခိုက်ခဲ့တယ်ပေါ့နော်။တိုက်ခိုက်တဲ့အခါကျတော့လူတွေတွေအများကြီးရှိခဲ့ပူတယ်။ It sank the Cheonan warship. Then it shelled Yongpyeong Island. 50 South Koreans were killed. ဆိုတော့ဒုံးကနော် တောင်ကူရဲ့တင်ပေါ်ချီကိုပါရင်းနေမြို့သွားတယ်သူဒီတောင်ကူရဲ့ရဲ့ပြည်သူလူထု90တက်ခံခဲ့ရတယ်ပေါ့နော်ဆိုတော့2010တို့ကတောင်ကူရဲ့နှမြောက်ကူရဲကြားကအကြီးမားတဲ့ပရိပခဒီမမှုရှိခဲ့ဖူးတယ်အဲ့ဒီနောက်ပိုင်းမှာတောင်ကူရဲကဒီလူစင်တော့မဖြစ်ဘူးကျွန်တော်တို့မြောက်ကူရဲကိုကောင်းကောင်းလေးချင်မုန်းနိုင်မယ်လက်နဲ့ကောင်းကောင်းလေးလုံမဖြစ်မယ်ဆိုတော့အိုင်ဒီယာတွေထွက်လာတယ်2010နောက်ပိုင်းမှာပေါ့ဒါကြောင့်ခုလိုမျိုးလို့တွားတာဖြစ်တယ်ပေါ့နော် those attacks changed Seoul's thinking. South Korea realized it needed a stronger deterrent, but it doesn't have nuclear weapons. So, no, the Tong Korea Gale, Miao Korea Ko, Han Ta Phu Yen Atwe, Di Tha Ma Ka Pu Me In A Kao Ni Re, Silen Na In A, Lu A De So Tro Ti Ni Re. Ta Ma Chet Da Ta Khu Ka, Tu Ro Ka Nuclear Thok Lo Pai Khu Ma Shi Bu So Re Tro Ti Ni Re. Ara Chong, နျူကလ িয়ার မလောက်ရင်တောင်မှနျူကလ িয়ার လောက်နော်ဟာချင်းငင်းငင်းနဲ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိတဲ့စစ်လက်နက်ကိရိယာတွေကိုထုတ်မယ်ဆိုပြီးမှအိုင်ဂျာထွက်လာတယ်အဲ့ဒါကြောင့်ခုနနော်ကမ္ဘာအကြီးဆုံးမစ္စိုင်းမောင်စတာမစ္စိုင်းကြီးကိုထုတ်လုပ်လာတယ်ဗောနော် US from the US nuclear umbrella a defense promise from Washington. ဆိုတော့အများသောအဖြစ်တော့ US ကတောင်ကိုရီးယားကိုကာကွယ်ပေးမယ်ဆိုမှကတိပေးထားတဲ့နိုင်ငံဖြစ်နေတယ် အဲ့တော့ဆိုအများသောဖြစ်တဲ့တောင်ကိုရီးယားက US အကာအကွယ်ကိုပဲနှိခူထားပါတယ် US ကပဲ nuclear လက်နက်အဖြစ်တောင်ကိုရီးယားကိုကာကွယ်ပေးမယ်ဆိုမှကတိပေးထားတယ်ဒါကြောင့်လည်းခုထိသူတို့ကစေအေချမ်းချမ်းတတလေးနေနေတာဒါမဲ့နောက်ပိုင်းကျတော့ဒီမြောက်ကိုရီးယားရဲ့ချင်းချောက်မှုကတနစ်ပြီးတနစ်တနစ်ပြီးတနစ်ဒီမှလာတဲ့ခါကျတော့ဒီတိုင်းဆိုလို့မဖြစ်တော့ဘူးဆိုမှအခုလိုမထုတ်လို့တာဖြစ်တယ်ပေါ့နော် So South Korea chose another path. If it couldn't build nuclear weapons, it would build the most powerful conventional ones instead. Ah, so the conventional one. တကယ်လို့ကျွန်တော်တို့ကနျူကလ িয়ার မလုပ်နိုင်ဘူးဆိုတော့ကျွန်တော် can conventional one အပီပီဆိုင်ရာလက်နက်တွေကိုကျွန်တော်ထုတ်လုပ်မယ်ဆိုတော့ပြောလာတယ်ပေါ့နော် That's where Yanmu 5 comes in အဲ့ဒါက Yanmu 5ဖြစ်နေတယ်ဒီ rocket ကြီးက Yanmu 5လို့ခေါ်နေတယ် ကမ္ဘာအကြီးဆုံး rocket nuclear မဟုတ်တဲ့ rocket တွေမှာအ power ပင်းဆုံးအရာအကြီးဆုံးဖြစ်နေတယ်ပေါ့နော် But first the project was restricted US rules limited how large South Korean missiles could be ပထမမှာတော့ US ကသူ့ကိုထုတ်လုပ်ခွင့်မပေးဘူး restricted လုပ်တယ်အစီကံတင်းကျပ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ US ကဒီ rocket တွေကိုဘေးတိုင်းတာအထိကြီးမားအောင်လုပ်နိုင်မှာလဲဆိုပြီးမှကန့်သတ်ထားတာရှိတယ်ပြီးတော့ rocket ထုတ်လုပ်မယ်ဆိုရင်တော့ rocket ဘယ်နှခုထုတ်လုပ်နိုင်မလဲဆိုတာ US ကတောင်ကိုရီးယားကိုကတ်တတာရှိတယ်။ဆိုတော့ US ကအရင်တုန်းကတောင်ကိုရီးယားကို rocket ကြီးကြီးတွေကိုထုတ်လုပ်ခွင့်မပေးဘူး။ US ကလေ။ဆိုတော့ US ကဘယ်လောက်ထိတောင်တောင်ကိုရီးယားပေါ်မှာအာဏာရှိတယ်ဆိုတော့စဉ်းစားကြည့်။ဆိုတော့ US ကတော့ကိုရီးယားကိုကာကွယ်ပေးမယ်ရှောက်ရှောက်ပေးမယ်ဆိုပြီးမှကတိလေးပေးထားတယ်အဲ့ဒါကြောင့်လေခမည်းက rocket ကြီးကြီးတွေကိုထုတ်လို့ရမလို့ဘူးဆိုပြီးမှ restricted လုပ်ပလိုက်တာ တာပဲဒွန်နရှမ်တမရတက်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီ restricted အဲ့ဒီဟန်တာတဲ့ဥပဒေတွေကိုအကုန်လုံးပြန်ဖြုတ်ပလိုက်တယ် Trump ကဆိုတော့ Trump ကဘလို့ပြန်ပြောလဲဆိုတော့ Okay တောင်ကိုရီးယားမင်းတို့ဒုံးချီတွေလုတ်မယ်ဆိုတော့လုတ်ကွာချကွာဘလောက်ပဲကြီးကြီးချကွာဆိုမှ Trump ကအခုပြန်ပြုတ်လာတယ်ဟော Biden ကဒုံးက Barack Obama ကဒုံးကတောင်ကိုရီးယားကိုဒုံးချီကြီးကြီးဆောက်လောက်ခွင့်မပေးဘူးအခုက Trump ကတော့ခွင့်ပေးလာတယ်ဆိုတော့တောင်ကိုရီးယားကလက်နက်ကြီးကြီးတွေလုတ်လာတယ် Rocket ci giri intorno a quei sci But since 2017, Donald Trump lifted those limits. 2017, Mabo. And soon after North Korea tested a hydrogen bomb. With that approval, the Yanmu 5 development was accelerated. Now South Korea plans to deploy the missile by the end of this year. So, di lenna jiri ko di ne kong matai ki တုံးချလို့ရပြီ deploy လို့နေရာချတော့မယ်ပေါ့နော် Defense Minister on you back says the country must build a considerable number of them his goal ဆိုတော့ဒီကိုရီးယားရဲ့ဟိုဟာ Defense Minister ကလည်းဒီဒုံးချီတွေကိုဟာချက်ငင်းတိုက်ခိုက်နိုင်တဲ့အင်အားအလုံးလုံးအင်အား power လုံလုံလောက်လောက်ထုတ်လုပ်တင်တယ်ဆိုမှပြောလာတယ်ပေါ့နော် to create what he calls a balance of terror balance of terror ဟာချက်ငင်ကြီးတောင်ကိုရီးယားတွင်ကိုတရုတ်တွင်ကိုပြန်တိုက်နိုင်ဖို့ညာအတွက်လို့လာ In simple terms it means matching North Korea's threat with equal force equal force ဘာလို့ President Lee Jae-myung supports that vision he wants South Korea to become more self-reliant in defense ဆိုတော့တောင်ကိုရီးယားကကိုယ်ဝန်ကြီးချုပ်ကပြောတဲ့ကိစ္စကိုတောင်ကိုရီးယားသမ္မတအကြီးကလည်းထောက်ခံအားပေးနေတယ် ဟုတ်တယ်တဲ့ကျွန်တော်တို့တောင်ကိုရီးယားကနော်ဒီ US ကိုတိတ်အာမကူတော့ပေးနေကျွန်တော်တို့ဘာသာကျွန်တော်တို့ခုခံကကွင်နိုင်တဲ့နော်ပြန်တိုက်ခိုက်နိုင်တဲ့အဆင့်အားရှိမှဖြစ်မယ်ဆိုမှထောက်ခံလာတယ်ပေါ့နော် He has criticized what he calls a submissive mindset the belief that soul cannot defend itself without outside help ဆိုတော့အဲ့လိုမျိုးတော့မကြိုက်ဘူးပေါ့နော်ဒီ US အကူအညီမပါဘဲနဲ့ တော့ကိုရီးယားကအခုကကူမကာကွေနိုင်ဘူးဆိုတဲ့ submission အခုကကူအဆုံးပေးတဲ့အဖြစ်မျိုးတော့လုံးဝလက်ခံမှာမဟုတ်ဘူးဆိုမှတော့တော့ကိုရီးယားရဲ့သမ္မတကတော့ပြောလာတယ်။ဒါကြောင့်ကျွန်တော်တို့ဘာသာကျွန်တော်တို့ AACC နော်ကာကွေနိုင်ဖို့ရအတွက်အင်အားကြီးမှအဖြစ်မယ်ဆိုမှပြောလာတယ်ပေါ့နော်။ The missile also fits into South Korea's foreign defense industry. The country now spends more than North Korea's entire GDP Ooh. on a tree every year အခုကတောင်ကူရီးယားကလေတောင်ကူရီးယားရဲ့စစ်လက်နက်ဘတ်ဂျက်အတွက် military budget မှာမြောက်ကူရီးယားတနိုင်ငံလုံးရဲ့ GDP စာဖြစ်တယ်တဲ့စဉ်းစားကြည့်မြောက်ကူရီးယားတနိုင်ငံလုံးပူပေါင်းပြီးမှသူတို့ရဲ့ GDP ကိုတောင်ကူရီးယားရဲ့ military budget လောက်ပဲရှိတယ်အဲ့လောက်ထိတောင်တောင်ကူရီးယားရဲ့ military budget က စီရေပါချက်ကများတယ်ဆိုတဲ့သဘောပါဗောနော် it ranks fifth in global military strength ကဘာမာ military power နဲ့စင်ရအတောက်တင်းစုံကတောင်ကူရက်က9နေရာမှာရှိလာတယ်9နေရာမှာတော့စဉ်းစားကြည့်ဘယ်လောက်ထိသူတို့ရဲ့ power ကကြီးတာလဲ and its arms exports are rising fast especially after the war in ukraine အခု ukraine ရှိပွဲတော့ပိုင်းမှာအထူးသဖြင့်ကတောင်ကူရက်ရဲ့ ထုတ်တဲ့စစ်လက်နက်တွေကိုနိုင်ငံတကာမှာရောက်ချလာမျိုးရှိလာတယ်ပေါ့နော်အဲ့ဒါကြောင့်ကဘာမှာအင်အားအစီအရာအတောင့်တင်းစွန်းကကူရီးယားကငားနေရာမှာရှိလာတာ That's a recent arms fair in Seoul. President Lee promised even bigger defense spending. He wants South Korea to become the world's fourth largest defense. Wow. အခုကတောင်ကိုရီးယားသမရကကဘာမှာစတုထအကြီးဆုံးစစ်အားမှာစတုထအကြီးဆုံး ဖြစ်မယ်ဆိုမှရွေထားတယ်။ဒါကြောင့်လည်းသူတို့ရဲ့ military budget ကိုပူပူပြီးမှမြင့်တင်ဖို့လှုပ်လာတယ်ပေါ့နော်။ Woo! But the big question remains. Will the Yanmu 5 keep the peace or make tensions worse? Yeah. North Korea has already shown off its own new missile, the Hwasong 20. So, North Korea ka le nong khe de de la na la lo ka ဝါဆုံ20လို့ခေါ်နေတဲ့ nuclear လက်နက်ကြီးကိုထုတ်ပြလာတယ်ပေါ့နော်ဆိုတော့တောင်ကိုရီးယားဖက်ကလည်းကပအကြီးဆုံး missile တွေကိုဒီဥစားလိုမျိုးကိုပစ်ချနိုင်အောင်လုပ်လာတယ်ဆိုတော့အခုလိုမျိုးတောင်ကိုရီးယားကလက်နက်တွေထုတ်လုပ်တာကငင်းချမ်းရေးကိုထိမ့်သိမ့်နိုင်မလားဒါမှမဟုတ်ပူမူပြင်းထန်တဲ့ဒီမာမှုတွေကိုဖြစ်စေနိုင်မလားကြီးစုသူတွေရဲ့အတွေးအခေါ်မင်းတွေကိုခေါ်မဲ့မှဝင်ကြပါအောင် so မြောက်တောင်ကူရီးယားကအခုလိုမျိုးဒုံးဒုံးချီအကြီးဆုံးထုတ်လုပ်တာကငင်းချမ်းရေးကိုထိမ့်သိမ့်နိုင်ပေါ့မလားဒါမှမဟုတ်အခုလိုမျိုးထုတ်လုပ်ချင်တာဖြစ်သူတို့နိုင်ငံရဲ့ဂျူမူပင်ထနိုင်တဲ့ဒီမှမှုကိုပူဖြစ်စေသလားပေါ့ခေါမဲမဝင်ရကြပါဘူးပေါ့နော် It's an intercontinental ballistic missile capable of reaching the US mainland. So, Dakaro, Miao Korea, yeah, nuclear, Wang Song to a deep in there. Eh? US For South Korea, the Yanmu 5 is not just a weapon. It's a statement, a sign that the country is ready to defend itself and that it no longer wants to rely only on allies. So, Don Korea, the Kulumu Dongji, Kaba, Jisong, Talodaga. လက်နဲ့တက်တက်မဟုတ်တော့ဘူးဒါက message တခုပေးလာတယ်တတင်းတခုပါလာတဲ့ဘောပါကျွန်တော်တို့ကကုကုကုကောက်ကွေနိုင်ဆွမ်းရှိတယ်ဆိုတဲ့ message တခုရေပြီးတော့မဟာမိတ်တွေကိုပဲအကူလို့မရဘူးဆိုတဲ့ message တခုရေပေါ့နော်ဆိုတော့တောင်ကူရီးယားကလည်းမဟာမိတ်အကူပြီးမှအဲ့လိုမျိုးစစ်တိုက်ဖြူဆိုတာထက်ကုကုကုအကူပြီးမှနော်ကောက်ကွေနိုင်မဲ့နီလန်ကိုရှာဖွေလာတာပေါ့နော် in a region already tense with nuclear weapons and rival missiles. Every new move adds more pressure. Mm. The monster missile may bring balance, or it may bring the next great test for peace on the Korean Peninsula. What's so, that? မြောက်ကူရရနဲ့ပူပူပြီးမှပဲစစ်ရဲပြင်းထန်လိုက်တဲ့ပြင်းထန်လိုက်တဲ့အနေအထားဖန်တီးနိုင်မလားဒါတွေအားလုံးကတော့စိတ်ဝင်စားစရာပါပေါ့နော်ဆိုတော့တောင်ကူရရနဲ့မြောက်ကူရရဆိုတာကသူတို့ကနေ့တိုင်းနေ့တိုင်းနေ့တိုင်းပြဿနာတက်နေတဲ့နိုင်ငံတွေပါတောင်မြောက်ကူရရကလည်းတနေ့ပြီးတနေ့နျူကလ িয়ার လက်နက်တွေကိုအများကြီးတီထောက်ဒီတိဆောက်လာတယ်အခုဆိုတော့မြောက်တောင်မြောက်ကူရရရဲ့နျူကလ িয়ার တွေကအများများလာတယ်ပေါ့နော် ဆိုအဲ့ဒီအဲ့ဒီအရာတွေအားလုံးကိုဟန်တာဖူရာအတွက်တောင်ကိုရီးယားကကမ္ဘာဒုံးကျေအကြီးဆုံးကိုထုတ်လုပ်လာတယ်အဲ့ဒီဒုံးကျေကဘယ်လောက်ထိတောင်ပါဝါရှိတယ်ဆိုတော့ခုနကကျွန်တော်ပြောတဲ့အတိုင်းပါပဲတရုတ်အထိရုရှားအထိကိုပစ်ပစ်နိုင်တဲ့အစွမ်းဒါမဲ့နျူကလ িয়ার လက်နက်တော့မဟုတ်ဘူးဒါမဲ့ North Korea ကိုမေအောက်သေးသည့်လုံးဝဘန်ကာမေအောက်သေးသည့်ဘန်ကာရင်းကိုပါထိရောက်ဖျက်ဆီးနိုင်အောင်ပစ်နိုင်တဲ့အစွမ်းရှိတယ်ပြီးတော့မြောက်ကိုရီးယားဖွဲ့ထားနေတဲ့ နျူကလ িয়ার လက်နက်တွေကိုလည်းအကုန်လုံးဖျက်ဆီးနိုင်တဲ့ဆွမ်းအားတော့ရှိတယ်ပေါ့ဆိုတော့တိုင်းပြန်ဟန်ချက်ညီညီပြန်တိုက်ခိုက်နိုင်ဖို့ညာအတွက်တောင်ကိုရီးယားကအခုလိုမျိုးဒုံးကျေကူထုတ်လုပ်ထားတာဖြစ်တယ်ပြီးတော့နောက်လာမယ့်အနာဂတ်တွေမှာ US အခခွေကူပဲသူကမအားကူးချင်တော့ဘူးပေါ့နော်သူ့ဘာသာသူလုံနိုင်စွမ်းရှိအောင်လဲရည်တည်ဖို့ကြိုးစားလာတယ်ဒါတွေအားလုံးကတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားတည်င်းတွေနောက်ဆုံးအတင်ပြသွားတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့ ဗီဒီယိုလေးတွေကိုအာတဘောချရကျွန်တော် YouTube မှာလည်း subscribe လုပ်ပေးခြင်းအဖြစ်အားပေးလို့ရပါတယ်ခုလိုမျိုးကျွန်တော်ရဲ့ YouTube ကိုမနေ့တနေ့က subscribe လာလို့ကြတဲ့ဒီ subscriber အသစ်လေးတွေပေါ့နော်အားလုံးပုံပါလေအရင်ကျေးဇူးတင်ပါတယ်ပေါ့နော် so thank you so much subscribe လုပ်သေးဘူးဆိုတော့ပြန်လုပ်ပေးကြပါပေါ့ thank you so much for watching beautiful people i love you guys take care god bless i'll see you guys